အလူတန်းရရလွန်လို့ချီကျူးခံနေရတဲ့ကြောင့်ကိုနောက်ဆုံးရသတင်းတွေအရ BDS မမကြောင့်ကိုဟာကိုရီးယားရဲ့အဆိုးအဝါဆုံးတော်မီကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့သူတွေအတွက်အကြီးအကျယ်လှူဒန်းပေးခဲ့ကြောင်းသိရပါဗျ။ မတ်လ28ရက်နေ့မှာ Hope Bridge Korea Disaster Relief Association ကဂျောင်ကူဟာတော်မီပြန်လဲထူထောင်ရေးအတွက် Korea 1.1 billion ကိုလှူရန်သွားတဲ့အကြောင်းကြေညာပေးခဲ့ပါတယ်။ဂျောင်ကူဟာတော်မီအတွက်လှူရန်ကြတဲ့အမှုပညာရှင်တွေထဲမှာအများဆုံးလှူရန်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Hope Bridge Korea ကဂျောင်ကူရဲ့အလှူငွေတွေကိုဘယ်လိုနေရာတွေမှာသုံးစွဲသွားမလဲဆိုတာကိုပါထုတ်ပြန်ကြေညာပေးခဲ့ပါသေးတယ်။ အဖွဲ့အစည်းကဝန်တန်း900ကိုအရေးပေါ်ကယ်ဆယ်ရေးနဲ့နေအိမ်ဆုံးရှုံးသွားခဲ့တဲ့ဒေသခံတွေကိုပြန်လည်ထူထောင်ရေးအတွက်အသုံးပြုသွားမယ်လို့ကြေညာခဲ့ပါတယ်။ကျန်တဲ့တန်း900ကိုနေရောညပါအနားမယူဘဲအလုပ်လုပ်နေကြတဲ့မိသက်သမားတွေရဲ့လုပ်ငန်းခွင်အတွက်လုံခြုံရေးတိုးတက်လာဖို့အသုံးပြုသွားမှာပါ။ဒီသတင်းတွေထွက်လာတဲ့အချိန်မှာဂျောင်ကူကိုနီတီစင်တွေကအများကြီးချီးကျူးခဲ့ကြပါတယ်။ BDS မက်ဂနီလေးရဲ့လူရီပေါ်ကူညီတတ်တဲ့စိတ်ထားလေးကိုလည်းချီးကျူးမဆုံးပြနေကြပါတယ်။ဂျောင်ကူကအရင်ကလည်းကလေးစိတ်ယုံတစ်ခုကို1.1ဘီလီယံလှူဒါန်းခဲ့ဘူးသေးတာကြောင့်ပရာဟိတအလုပ်တွေအတွက်အများကြီး ီးပေးဆက်တဲ့ကြောင်းလည်းပြောနေကြပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။